ဒီနေ့တော့ဆလာနံပါတ်25ဖြစ်ပါတယ်ခန်းကြီး25အငယ်1မှ9ဩထာဝရဘုရားကိုရောကူအကျွန်ုပ်တတလျက်နေပါ၏ကျွန်ုပ်၏ဘုရားသခင် ကိုရောကူအကျွန်ုပ်ခိုလုံသည်ဖြစ်၍ရှက်ကြောက်ခြင်းသို့ မရောက်ပါစေနှင့်အကျွန်ုပ်၏ရန်သူတို့သည်အကျွန်ုပ်ကိုအောင်၍အောင်ပွဲကိုမခံပါစေနှင့် အကယ်စင်စစ် ကိုရောကိုမျောလင်းသောသူတို့သည်ရှက်ကြောက်ခြင်းသို့မရောက်ရကြပါအကြောင်းမရှိဘဲတစ္ဆာကိုဖြတ်သောသူတို့သည်ရှက်ကြောက်ခြင်းသို့ ရောက်ရကြပါလိမ့်မည်။အိုးထောင်ရဖျားကိုရောဤလန်းတို့ကိုအကျွန်ုပ်အား ပြညွန်၍ခရီးတော်တို့ကိုတွန်တင်တော်မူပါ ကိုရောဤတမန်တရားကိုပြ၍အကျွန်ုပ်ကိုတွန်တင်တော်မူပါအကြောင်းမူကားကိုရောသည်အကျွန်ုပ်ကိုကယ်တင်သောဖျားသခင်ဖြစ်တော်မူ၏ ကိုယ်တော်ကိုအစင်မျော်လင့်တဲ့နေပါ၏။အိုထာဝရဖျံရှေးကာလမှစ၍ပြတော်မူသောဂိူနာနှင့်မေတ္တာတဘောကိုအောင်းမေတော်မူပါ။အကျွန်ုပ်သည်အသက်အရွယ်ငယ်စဉ်ပြင်းမာမိသောအပြစ်တို့ကို အောင်းမေတော်မူပါနှင့်ကောင်းမြတ်တော်မူသည့်ဖြစ်၍ဂိူနာတို့ရှိသည့်အတိုင်းအကျွန်ုပ်ကို အောင်းမေတော်မူပါထာဝရဖျံ။အငယ်ရှိမှစတိထာဝရဖျံသည်ကောင်းသောတဘော ဖြောင့်မတ်သောသဘောနှင့်ပြည့်စုံတော်မူသည်ဖြစ်၍အပြည့်ရှိသောသူတို့ကိုလမ်းပြတော်မူ၏နှိမ့်ချလျက်ရှိသောသူတို့ကိုတရားလမ်း၌သွေးဆောင်တော်မူ၏နှိမ့်ချလျက်ရှိသောသူတို့အားခရီးတော်တို့ကိုတွင်တင်တော်မူ၏ဒါဝရဖျား၏လမ်းချီရှိသမျှတို့သည်ပရိညင်တရားတော်နှင့်တည်တည်ခံတော်မူချက်တို့ကိုစောင့်ရှောက်တော်သူတို့အားဂယုဏနှင့်တစ္ဆာဖြစ်ကြသည်အိုဒါဝရဖျားအကျွန်ုပ်၌အပြစ်များလာသောကြောင့် နာမတော်ကိုထောက်၍ချမ်းသာပေးတော်မူပါအငယ်၁၂မှ၁အချင်းသူသည်သာရဘုရားကိုကြောက်ရွံ့တတ်၏ထိုသူအားနှစ်သက်ဖွယ်သောလမ်းကိုပြညွန်တော်မူမည်ထိုသူသည်ကိုယ်တိုင်ကောင်းမွန်စွာကျင့်ဝတ်၍သူ၏အမျိုးအနွယ်သည်လည်းပြည်တော်ကိုအမွေခံရလိမ့်မည်သာရဘုရားကိုကြောက်ရွံ့သောသူတို့သည်ကိုယ်တော်မြတ်နှင့်မိတ္တဟာယဖွဲ့ရသောအခွင့်နှင့် ပရိဉ္ဉ္တရားတို့ကိုတိရောက်တော့အခွင့်ရှိကြ၏အကျွန်ုပ်သည်ဒါရဘုရားကိုအစဉ်မျှော်လင့်လျက်နေပါ၏အကြောင်းမူကားအကျွန်ုပ်၏ခြေကိုကြော့ခွင်းတဲကနှုတ်ယူတော်မူမည်အကျွန်ုပ်သည်တယောက်တီကြံကျွင်း၍နှိမ့်ချခြင်းကိုခံရသောကြောင့်အကျွန်ုပ်ကိုမျက်နာပြု၍ကယ်မတနာတော်မူပါအငယ်၁၉မှ၂၂ အကျွန်ုပ်စိတ်နှလုံးဆင်းရဲသည်ကိုချမ်းသာပေး၍အမှုများတဲ့ကကယ်နှုတ်တော်မူပါအကျွန်ုပ်နှိမ်ချခြင်းနှင့်ပူပန်ခြင်းကိုကြည့်ရှု၍အကျွန်ုပ်အပြစ်ရှိသည်များတို့ကိုလွတ်တော်မူပါအကျွန်ုပ်၏ရန်သူတို့သည်များပြားကြောင်းနှင့်အကျွန်ုပ်ကိုပြင်းစွာမုန်ထားကြောင်းကိုဆင်ခြင်တော်မူပါအကျွန်ုပ်အသက်ကိုဆောင်းလျှောက်၍အကျွန်ုပ်ကိုကယ်တင်တော်မူပါအကျွန်ုပ်သည်ကိုယ်တော်ကိုခိုးလုံပါသည်ဖြစ်၍ ရှက်ကြောက်ခြင်းတို့မရောက်ပါစေနှင့်ကိုရော့ကိုမျှော်လင့်လျက်နေပါသည်ဖြစ်၍အပြစ်ကင်းခြင်းနှင့်သဘောဖြောင့်ခြင်းသည်အကျွန်ုပ်ကိုစောင့်ရှောက်ပါစေသော။အိုဖျားသခင်ဤဒေလံအမျိုးကိုခတ်သိမ်းသောဒုက္ခထဲကရွေးနှုတ်တော်မူပါ။အာမင်။နောက်ဒီမှာပြန်တွေ့မယ်ဘဘွား။